ပန်ဝန်ကြီးချုပ်ရဲ့မှတ်ချက်စကားကိုကြည်ယုံနဲ့စစ်ဘလူနေရက်တွေစီပြန်ဦးတည်ဖို့ဂျပန်ကတာဆူနေမန်းမြင်သာစီကြောင်းတရုတ်အစိုးရသတင်းစာကဝေဖန်ထိုးနှက်လိုက်ပါတယ်ဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီရဲ့လာဆန်းပိုင်းတုန်းကမှတ်ချက်စကားတစ်ခုကိုအကြောင်းပြုပြီးတရုတ်နဲ့ဂျပန်ဆက်ဆံရေးတင်းမာနေတာပါဒီအချိန်မှာရှင်ဟွာသတင်းဌာနရဲ့စောင်းပါကစစ်ဘလူဆိုတဲ့အသုံးအနှုန်းကို ပြန်လည်တူးဆွခဲ့တာဖြစ်ပါတယ်စစ်ဘလူဆိုတာက ဒုတိယကမ္ဘာစစ်တုန်းကအရန်ရက်ဆက်ကြမ်းကြုတ်ခဲ့တဲ့ဖက်စစ်ဂျပန်စစ်တပ်ကိုရည်ညွှန်းလေးရှိတဲ့စကားစုပါတာကာအီချီကတကယ်လို့ထိုင်ဝမ်ကျွန်းကိုတရုတ်ကသာစစ်ရေးအရာကျူးကျော်တိုက်ခိုက်ခဲ့မယ်ဆိုရင်ဂျပန်အနေနဲ့လည်းမဟာမိတ်ထိုင်ဝမ်ကိုကူညီဖို့ကြီးစောင်းတပ်ကိုဆေးလွတ်ရမယ်ဆိုတာမျိုးမှတ်ချက်ပေးခဲ့တဲ့အပေါ်တရုတ်ကပောက်ကွဲနေတာဖြစ်ပါတယ်အဲ့ဒီစကားကိုအကြောင်းပြုပြီးတရုတ်ဂျပန်ဆက်ဆံရေးကလက်ရှိနှစ်ပိုင်းတွေအတွင်းအနေအဆုံးအဆင့်ကိုထိုးကြနေပါတယ် ထိုင်ဝမ်ကိစ္စမှာစစ်ရေးအရာဆွက်ဖက်ပါဝင်မယ်ဆိုတာမျိုးဂျပန်ဝန်ကြီးချုပ်ရဲ့ရန်စတဲ့စကားဟာစစ်ဘလူဝါဒဆွဲတွေပြန်နိုးထလာနိုင်ကြည်အတွက်ထင်ရှားမြင်သာတဲ့အချက်ပေးမှုဖြစ်တယ်လို့ရှင်းဟွာကရေးသားထားပါတယ်။နောက်ပြီးဂျပန်အစိုးရအနေနဲ့စစ်ဝါဒနဲ့ပတ်သက်တဲ့စိတ်ကူးယဉ်မှုတွေမလုပ်တင်ကြအောင်အဲ့ဒီရွေးချယ်မှုကဂျပန်ကိုပဲထိခိုက်နေနိုင်မှာဖြစ်ကြောင်းရှင်းဟွာကသတိပေးထားပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတာကာအီချီရဲ့အငင်းပွားစရာမှတ်ချက်စကားတခွန်းအပေါ်တရုတ်မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာဆွဆွဲမှုမျိုးစုံနဲ့ထိုးနှက်နေပြီးနိုဝင်ဘာ16ရက်နေ့မှာတော့ရှင်းဟွာကအခုလိုဆောင်းပါမျိုး ဖော်ပြခဲ့တာပါတရုတ်အစိုးရကဂျပန်အနေနဲ့နျူကလ িয়ার စွမ်းအင်သုံးရင်းငုတ်သင်္ဘောတွေပိုက်ဆိုင်နိုင်ရေးစူးစမ်းနေတဲ့ကာကွယ်ရေးအစီအမံလိုမျိုးတွေကိုပါတာကာအီချီရဲ့စစ်လူလားမှုနဲ့ဆက်ဆက်တဲ့အကြံစီတွေဆိုပြီးချိတ်ဆက်ဆွဆွဲနေခဲ့ပါတယ်ပြီးခဲ့တဲ့သတင်းပတ်ကုံမှာတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရအရာရှိလင်ကျန်းကလက်တလောဂျပန်ရဲ့စစ်ရေးနဲ့လုံခြုံရေးအရေးတွေအပေါ် တရုတ်ကအထူးတလဲစိုးရိမ်ကြောင်းပြောကြားခဲ့ပါတယ်။ဂျပန်ရဲ့မူဝါဒဟာအနှုတ်လက္ခဏာဆန်တဲ့ဥတီမှုတစ်ခုစီတိတိတတ်တာကူးပြောင်းနေပြီးဒါဟာနိုင်ငံတကာအသိုက်အဝန်းအတွက်အန္တရာယ်ကြီးလွန်းတဲ့သင်္ကေတတရက်လို့သူကဝေဖန်ခဲ့ပါတယ်။တာကာအီချီကတော့သူ့ရဲ့မှတ်ချက်ဟာတရုတ်ကိုရည်ရွယ်ချက်ရှိရှိရန်စားခဲ့တယ်ဆိုတာကိုညင်ပယ်ပြီးမဟာမိတ်တွေထိပါခံရရင်ဂျပန်ကလည်းစစ်ရေးအရာအကူအညီပေးရမယ်ဆိုတဲ့လက်ရှိသတ်မှတ်ပြီးသားမူဝါဒနဲ့အညီပဲပြောဆိုခဲ့တာဖြစ်ကြောင်းတုံ့ပြန်ထားပါတယ်ရှင်။